နန်တော်ကြီးတက်တောင်ကြီးမာတဲ့ဆန်ရင်ကြီးကိုတမိနှစ်ယောက်အတွက်အပြေးဆောက်ပေးတော့မယ်။နန်တာလိုင်းတို့ဇနီးမောင်နှံပရိသတ်များလုံးမင်္ဂလာပါရှင်။အေဂရစ်ဒိုင်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မြန်မာမင်းသမီးတွေမှာမြန်မာအလားစစ်တယ်လို့အမြဲတမ်းအချီးမွမ်းခံခဲ့ရတဲ့မင်းသမီးကြီးနန်တာလိုင်းကတော့အခုဆိုရင်အပူပင်ကင်းတဲ့ဘဝကိုပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ မင်းသမီးချင်းနန္ဒလိုင်ဟာဆယ်စုနှစ်ပေါင်းများစွာမှာအနုပညာလှူရှားမှုနဲ့ခဲ့ပါတယ်။ဒါပေမဲ့နာမည်ပုံရိပ်လုံးဝမလျော့ပဲရပ်တည်လာခဲ့တဲ့မင်းသမီးဖြစ်ပါတယ်။မြန်မာပြည်ရဲ့ပြက်ကလေးတွေမှာအများဆုံးပါဝင်ခဲ့ရတဲ့မင်းသမီးဖြစ်ပြီးတော့အနုပညာလောကမှာလည်းကြော်ညာရိခိကိုဦးဆောင်နိုင်ခဲ့တဲ့မင်းသမီးဖြစ်ပါတယ်။အခုချိန်မှာတော့မင်းသမီးနန္ဒလိုင်ကမြန်မာပြည်ရဲ့အချမ်းသာဆုံးစာရင်းဝင်ဖြစ်တဲ့ပြင်မြန်မာပြည်ရဲ့ဈေးကဘာကုမ္ပဏီကြီးကိုဦးစီးတဲ့ဦးစေတီဟာရဲ့တဦးရေတော့အမျိုးသမီးဖြစ်နေခဲ့ပြီဖြစ်ပါတယ်။၂၀၀၈ခုနှစ်မှာအိမ်တောင်တဲ့ဘဝကိုရောက်ခဲ့ပေမဲ့ ကိုဗစ်မတိုင်ခင်အထည်အနုပညာအလုပ်တွေကိုလုပ်ကိုင်ခဲ့ပါသေးရဲ့။ဦးစည်တီဟာကစီးပွားရေးလုပ်ငန်းတွေများစွာကိုဦးစီးလုပ်ကိုင်နေခဲ့တဲ့သူဖြစ်ပါတယ်။ ဒီကနေ့နိုင်ငံရေးပြဿနာတွေထဲမှာပါဝင်ခဲ့တဲ့အတွက်ကြောင့်နေ့နေ့စဉ်နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ပေမယ့်လူငယ်ချမ်းသာကွင်းနဲ့လူငယ်တွေတလောကမှာပြန်လည်လွတ်မြောက်လာခဲ့ရဖြစ်ပါတယ်။ဦးစည်တီဟာကနိုင်ငံရေးအကြက်တဲစီမှာမပါဝင်ခင်ကတည်းကသူ့ရဲ့သမီးဖြစ်သူတို့အတွက်ပြင်ဆင်ပေးခဲ့တာရှိပါတယ်။အဲ့ဒီအရာကတော့ရန်ကုန်မြို့မင်္ဂလာတုံးရပ်ကွက်မှာရှိတဲ့နန္ဒလိုင်တို့ရဲ့မိသားစုပိုင်ခြံကြီးထဲမှာကာလာပေါစီတန်းချီတန်နဲ့ဗီလာကြီးတစ်ခုကိုတည်ဆောက်နေခဲ့တာဖြစ်ပါတယ်။နန်းတော်ထတ်တော်မှာတောက်ပြောင်တဲ့ဗီလာကွန်းတို့အကြီးစားကြီးကိုစောင့်လုပ်နေရင် ်တက်လန်းပါပဲအခုလိုမျိုးအချုံနောင်တွေကိုရောက်သွားရတာဖြစ်တဲ့အတွက်အကုန်လုံးကိုရန်နာထားခဲ့ရတာဖြစ်ပါတယ်အဲ့ဒီခြံကြီးကအောင်မင်္ဂလာဂါဂိတ်နဲ့ကလျက်ဖြစ်ပြီးတော့လမ်းသွားလမ်းလာတိုင်းတွေ့နေကြတာဖြစ်ပါတယ်လူအများကဒီအဆောက်အဦကြီးကိုကြီးလွန်လို့လူနေအိမ်ဖြစ်မယ်လို့တောင်မထင်ထားခဲ့ပါဘူးစီးပွားရေးသမားတွေရဲ့ဈေးဝယ်စင်တာအစ်စ်လည်းဖြစ်နိုင်တယ်လို့စေးယုံအစ်စ်ဒါမှမဟုတ်ကျောင်းအစ်စ်နဲ့တက္ကသိုလ်စတဲ့လူအများစုဝေးရတဲ့နေရာအဆောက်အဦကြီးဖြစ်မယ်လို့ထင်ခဲ့ရပါအခုချိန်မှာတော့ဒီအဆောက်အဦကြီးကနန်တောင်လိုင်းရဲ့သမီး၃ယောက်အတွက်ဦးစိတ်တီဟာရဲ့ဖခ ခင်မြတ်တာဖြစ်လက်ဆောင်ပေးမဲ့အဆောက်အဦသာဖြစ်ပါတယ်။အရင်ချင်းရှီလွန်လာတဲ့တမီးလေးတွေဟာမကြခင်မှာနိုင်ငံရဲ့ချားမှသွားရောက်နေထိုင်ပြီးတော့ပညာသင်ကြားရတော့မှဖြစ်တဲ့အတွက်တမီးဖြစ်သူတွေကအိမ်သစ်မှာနေနိုင်ဖို့အတွက်အခုလိုပဲအပြင်ပြန်ထွက်လာတဲ့ချိန်မှာအပြင်ထံနဲ့အမြန်ပြေးအောင်ပြုလုပ်မှဖြစ်ပါတယ်။လူဘဝမှာတင်တဲ့ပြည်လိုခံစားရအောင်နေနိုင်ကြတဲ့အတွက်နန္တာလိုင်းတို့မိသားစုဟာလူအများရဲ့အမြင်မှာအားကျစရာကောင်းတဲ့အိမ်တောင်ကြီးဖြစ်နေကြတာဖြစ်ပါတယ်။အင်ဂိုလဲဇက်ဗီလာဆိုပြီးတော့နာမည်ပေးထားတာဖြစ်ပြီးဒါကြောင့်လုံးလုံးလတ်လတ်ငလင်တဲမှာပါ သွားခဲ့တဲ့ Sky Villa ကွန်ဒိုလိုမျိုးနာမည်စီးမှာကြောက်တဲ့အတွက်နာမည်ပြောင်းပေးကြဖို့အတွက်ကိုလည်းလူတွေကစိုးရိမ်ပေးနေကြတာဖြစ်ပါတယ်။သမီးတွေအတွက်အိမ်အသစ်နဲ့နေနိုင်ဖို့ထောင်ထဲကထွက်တာနဲ့ဒုံလဘက်ခဏဝေပြီးတော့အိမ်အသစ်ပြေးစီးဖို့အတွက်အ мян ရုံးကန်ပေးနေတဲ့မြန်မာပြည်ရဲ့ထိတ်တန့်တတိကြီးဖြစ်တဲ့ဦးစေတီဟာရဲ့ဖခင်မြတ်တာနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။